မင်္ဂလာပါရှင် Panelist Business Services ရဲ့ Founder မထူးတန်စင်ဖြစ်ပါတယ်ဒီနေ့မှာတော့အလုတ်ကိုင်းရှာဖွေနေကြတဲ့လူငယ်တွေအတွက်ကိုအလုတ်တစ်ခုမြန်မြန်ရဖို့အရေးကြီးဆုံးလိုအပ်တဲ့အရေးအချင်း၃ခုကိုမျှဝေပေးသွားပါမယ်အလုတ်ဈေးကွက်လို့ခေါ်တဲ့ employment market ကပြိုင်ဆိုင်မှုတွေအရန်ကိုပြင်းထန်ပါတယ်။ကျမတို့ကဘွဲလက်မဲ့တစ်ခုတည်းနဲ့အလုတ်ရှင်တွေကိုဆွဲဆောင်ဖို့ခက်ခဲပါတယ်။ပြီးတော့တကယ်တမ်းကျတော့အလုတ်ရှင်တွေကအလုတ်ကိုတကယ်လုံနိုင်တဲ့ နှစ်အတွက်တမိုးရှိတဲ့ရာလတ်တွေကိုထုတ်ပေးနေနိုင်တဲ့အရေးချင်းရှိတဲ့သူတွေကိုရှာဖွေနေတတ်ကြပါတယ်။အဲဆိုဒါဆိုရင်အလုပ်တစ်ခုမြန်မြန်ရဖို့အတွက်အရေးကြီးဆုံး skill ၃ခုကဘာဖြစ်မလဲ ော့အဲ့တော့ပထမဆုံးအနေနဲ့ကဆက်သွယ်ပြောဆိုနိုင်စွမ်းဆိုတဲ့ communication skill ဖြစ်ပါတယ်အဲ့တော့ဒီနေ့ခေတ်လုပ်ငန်းခွင်တွေမှာတုံးနဲ့တူချိတ်ဆက်ပြီးတော့ရှင်းရှင်းလင်းလင်းဆက်သွယ်ပြောဆိုနိုင်စွမ်းကအခြေခံအကျဆုံးအရေးချင်းတစ်ခုဖြစ်ပါတယ်အဲ့တော့အလုပ်ရှင်တွေက ကိုယ့်ရဲ့စကားပြောဆိုမှုကိုအသုံးပြုပြီးတော့အချက်အလက်တွေကိုဘယ်လိုရှင်းရှင်းလင်းလင်းပြောနေနိုင်လဲနားလည်အောင်ဘယ်လိုရှင်းပြနိုင်လဲဆိုတာကိုအများသုံးသပ်လေးရှိပါတယ်ပြီးတဲ့အခါမှာနားထောင်နိုင်စွမ်းနဲ့ရှင်းရှင်းလင်းလင်းမေးနိုင်စွမ်းကလည်း communication Kingsgate ရဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ဒုတိယကပြဿနာဖြေရှင်းနိုင်စွာ problem solving skill ဖြစ်ပါတယ်ပြဿနာတွေကို တွေ့တဲ့အခါမှာကျွန်တော်တို့ကမသိဘူးလို့ပြောမဲ့အစားဒီပြဿနာကိုဘယ်လိုဖြေရှင်းနိုင်မလဲလို့တွေးနိုင်သူကိုအလုပ်ရှင်တွေကအရန်ကိုတံပိုးထားပါတယ်အဲ့တော့အလုပ်ပင်မှာအခက်အခဲတွေကကျွန်တော်တို့ကနေတိုင်းရှိပါတယ်အများတန်းရှိနေပါတယ်အဲ့တော့ဒီအခက်အခဲတွေကိုစိန်ခေါ်မှုတစ်ခုအနေနဲ့လက်ခံပြီးတော့စနစ်တကျဖြေရှင်းနိုင်တဲ့အရေးအချင်းကကိုယ့်ကိုယ်အလုပ်ခွင်ထဲမှာပို့ပြီးတော့ထင်ရှားပေါ်လင်းစေမှာဖြစ်ပါတယ် တတိယတစ်ခုကတော့အဖွဲလိုက်ပူပေါင်းဆောင်ရွက်နိုင်စွမ်း team work ပေါ့နော်အဲ့တော့ဘယ်လုပ်ငန်းခွင်မှာပဲမဆိုအဖွဲလိုက်ပူပေါင်းဆောင်ရွက်မှုကအရန်ကိုအရေးကြီးပါတယ်အဲ့တော့အဖွဲသားတွေနဲ့အတူတူလက်တွဲပြီးအလုပ်လုပ်နိုင်တာတခြားသူတွေရဲ့အကြံဉာဏ်တွေကိုလည်းကျမတို့ကလေးစားလက်ခံနိုင်တာနဲ့ အငင်းပွားမှုတွေရှိလာပြီဆိုလို့ရှိရင်အဲ့ဒီအငင်းပွားမှုတွေကိုကောင်းကောင်းဂိုင်တွယ်ဖြေရှင်းနိုင်တာမျိုးကလည်းကိုယ့်ကိုယ်အဖွဲ့အစည်းအတွက်ကိုမရှိမဖြစ်လိုအပ်တဲ့သူတယောက်အနေနဲ့ဖြစ်လာစေပါတယ်အဲ့တော့အနည်းကျောင်းရမယ်ဆိုလို့ရှိရင်တော့ communication skill တွေ problem solving နဲ့ teamwork ကအလုပ်ရှင်တွေအမြဲလိုလိုရှာဖွေနေတဲ့အခြေခံကြတဲ့အခြေချင်းတွေပဲဖြစ်ပါတယ်။ဒါကဒီအခြေချင်းတွေကိုတိစောက်ထားမယ်ဆိုလို့ရှိရင်ကျမတို့ employment market ပေါ့နော်ဒီအလုပ်အကိုင်းဈေးကွက်ထဲမှာတခ ခြားသူတွေထက်ပိုပြီးတော့အခွင့်အလမ်းတွေပိုရှိလာပြီးတော့အများနဲ့အရှိကိုရောက်နေမှာဖြစ်ပါတယ်။အဲ့တော့နောက်ထပ် HR နဲ့ပတ်သက်တဲ့ဘ ഹു သုတတွေရဖို့ကျမတို့ရဲ့ page ကို follow လုပ်ထားပေးဖို့ဖိတ်ခေါ်ရင်းနဲ့ဒီနေ့အတွက်ဒီလောက်နဲ့ပဲညံလာပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။